အားလုံးပဲမင်္ဂလာပါ iFM မြန်မာ audio book channel မှာကြိုဆိုပါရစေဒီကဖတ်ပြပေးမယ့်မတ်ရှုလေးကတော့အကြောက်ဆုံးအရာနဲ့လွတ်လပ်ခြင်းလို့ခေါင်းစဉ်တက်ထားပါရစေဒီအပိုင်းထဲမှာဟိုစေးဆာရာမာကိုရဲ့အမရထာနေဆိုတဲ့စာအုပ်လေးတော့ဖတ်ပြထားပါရစေနောက်ထောင်ပြည့်ကြမယ်လို့လည်းထင်ပါတယ်မတ်ရှုတယောက်ကတော့ဒီစာအုပ်ကိုတခမ်းပဲတင်ပြရခြင်းမှာဘာကိုဆိုလိုတာလဲနားမလည်ဘူးလို့ဆိုလာခဲ့ပါတယ် စာအုပ်တော်လုံးဖတ်ပြီးတဲ့အခါမှာတော့ကျွန်တော်နားလည်တယ်လို့မှတ်စုလေးထုတ်ပေးလိုက်ပါတယ်။အဓိကကတော့အမှားစာမှာမူလစာရေးဆရာဟိုဆေးဆရာမာကိုဟာကွန်မြူနစ်ဖြစ်တယ်ဆိုတာနဲ့စာအုပ်ထဲမှာဘာသာတရားတွေကိုရှုထောင့်တမျိုးအနေနဲ့ကင်တွယ်ထားခဲ့လို့ဒီစာအုပ်ဟာဘာသာတရားတွေအုပ်ချုပ်မှုစနစ်တွေကိုတက်ရော်ရုံတည်တန်းလို့မြင်သွားနိုင်တာမျိုးရှိပါတယ်။ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ကတော့ကျွန်တော်မြင်နေကြရှုထောင့်မျိုးကနေပဲမြင်ကြည့်လို့ရတာမျိုးတွေပါဝင်ပါတယ်။ဒါကြောင့်လည်းဒီစာအုပ်ဟာမတူညီတဲ့ရှုထောင့်တစ်ခုကိုဖန်တီးပေးနိုင်တဲ့စာအုပ်အမျိုးအစားပဲဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။ သူကကျွန်တော်တို့ကိုလက်ရှိလူလောကမှာမပါမဖြစ်တဲ့အရာတစ်ခု သေခြင်းကိုဖယ်ထုတ်ပြလိုက်တယ်။ဇာဝရဲ့အဆမှာလူတွေမသေးကြတော့ပါနဲ့အဆပြုထားတယ်။ဒါကတကယ်တော့မဖြစ်နိုင်တဲ့အရာတစ်ခုပါ။တကယ်လို့လူတွေမသေးကြတော့ရင်ဆိုရဲရှုတော်ကနေရေးထားတာဖြစ်တယ်။ကျွန်တော်တို့ကသေခြင်းတာမရှိတော့ရင်ပျော်နိုင်မယ်လို့ထင်ထားကြတယ်။ဒီတော့ဟိုစိတ်ဆရာမကကဒီဇာဝထဲမှာသေခြင်းတာမရှိတော့ရင်ဆိုရဲအခြေအနေတချို့ကိုရေးပြခဲ့တယ်။ဒီဇာဝကပေါ့ပပဇာဝတော်လို့ယူဆလို့လည်းရတယ်။ ဇာယီသူဟာကွန်မြူနတီတယောက်ဖြစ်လို့ဘာသာရေးတွေကိုတွေ့ရတာမျိုးလည်းဖြစ်ပါတယ်လို့ယူဆခြင်းယူဆလို့ရတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့တော့တိတ်ချင်းလို့တိုက်ရိုက်မမြင်ပဲအကြောက်ဆုံးအရာလို့မြင်ကြည့်လိုက်တဲ့အတွက်အခုလိုရေးကြရလေးတွေရလာတာဖြစ်တယ်။ဒါပြင်ကျွန်တော်ဖတ်ဘူးခဲ့တဲ့စာအုပ်တွေထဲမှာလည်းဒီလိုအကြောင်းအရာမျိုးကိုတွေ့ခဲ့ဘူးတာကြောင့်အခုလိုမှတ်စုဆန်းဆန်းစောင်းပါလေးတစ်ပုဒ်ပြန်ရေးလိုက်တာဖြစ်တယ်။တိတ်ချင်းတော့မဟုတ်အကြောက်ဆုံးအရာကျွန်တော်တို့လူအဖွဲ့ကြီးကတေချင်းကိုတော်တော်ကလေးကြောက်ကြတယ် ဒီတော့ကျွန်တော်တို့လူဖွဲ့စည်းဟာတည်ခြင်းကိုကြောက်ရွံ့ခြင်းနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်နိုင်တယ်လို့စဉ်းစားမိလို့ရပါတယ်။အကြောက်ဆုံးအရာအနေနဲ့ဖော်ပြထားပြီးမယ်။တခြားကြောက်ချင်တွေကလည်းအများကြီးရှိနေသေးတယ်။ဒါကြောင့်ဒီမက်ဆုကိုအကြောက်ဆုံးအရာလို့ခေါင်းစဉ်တက်ထားတာဖြစ်တယ်။ပထမဆုံးအနေနဲ့လူတွေတည်ခြင်းကိုဘယ်လိုကြောက်ကြသလဲဆိုတာစဉ်းစားကြည့်ပါမယ်။လူတွေဆိုပေမဲ့လည်းကျွန်တော်အနေနဲ့တော့ဘယ်လိုကြောက်လဲဆိုတာကိုပဲပြောပြနိုင်မယ်။ကျွန်တော်ခံစားချက်နဲ့ပဲထုတ်ပြနိုင်တယ်ဆိုတာတော့သတိပြုပါ။မိတ်ဆွေရတည်ခြင်းကိုမကြောက်တဲ့သူတယောက်ဖြစ်နေရင်တော့မှားနိုင်တာပေါ့ ဒီတော့အခုဆက်ပြောမယ့်အရာကတာမန်လူတယောက်ရဲ့တည်ခြင်းကိုကြောက်ရွံ့ခြင်းခံစားချက်ပဲကျွန်တော်မတည်ခြင်းဘူးမိတ်ဆွေကျွန်တော်မိဘတွေကိုလည်းမတည်စေခြင်းဘူးကျွန်တော်မိမနဲ့ကလေးကိုလည်းမတည်စေခြင်းဘူးကျွန်တော်ချစ်တဲ့သူတွေမှလည်းကျွန်တော်မတည်စေခြင်းဘူးဒါကတော့တည်ကြပါတယ်တခါတလေကြောက်ရော်လဲအတိတ်ပဲရှိရှိတည်ခြင်းနေကြော်ရင်တခြင်းနဲ့ရလို့အတိတ်ပဲရှိတော့လူဖြစ်နေတည်ခြင်းနေပေါ့ဒါပေမဲ့အဲ့မတည်ခြင်းနဲ့စန္ဒာအလုံးကကိုယ့်ကိုယ်ပဲဗဟုပြုထားတယ်လို့ပြောရမယ်ဘယ်အချိန်ဘယ်ရွယ်လောက်ကစားပြီးပေါ်လာမှမသိပေမဲ့ ကျွန်တော်စိတ်ထဲမှာတော့ဒီလောကကြီးဟာငါသာမရှိရင်ခက်ရကြီးရဲ့လို့သူ့လိုလိုတွေးနေမိတာပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော် ကကျွန်တော်ကိုကျွန်တော်ပဲဘ ਹੁ ပြုနိုင်တာမလား။ဒီတော့ကျွန်တော်သာမရှိရင်လူလောကကြီးတော့ခက်ရကြီးရဲ့ဆိုတာ illusion တစ်ခုဖြစ်ပေမဲ့ကျွန်တော်ဘက်ကကြည့်ရင်တော့တကယ်ခက်တာပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှမရှိတော့တာ။အဲ့လိုကိုယ့်ကိုယ်ကိုဘ ਹੁ ပြုပြီးစဉ်းစားတော့လေတရားမှာနှမျိုးကိုတိတ်ကောင်းနေပြန်ရောလေ။ဒါနဲ့ကျွန်တော်ဘောကောင်းတဲ့လူတွေလည်းအစ်စ်တောင်းလို့ရရင်တောင်းချင်သေးတယ်။ ဟိုစေးဆရာမကိုရဲ့စာအုပ်ထဲကလို့ပြောရမယ်ဆိုရင်လူတွေမတည်ကြတော့ဘူးဆိုတဲ့ဖြစ်ပြဟာကျွန်တော်နဲ့ကျွန်တော်အဝင်အဝိုင်းကျွန်တော်ကိုဗိုလ်ပြထားတာမဟုတ်တော့ဘူးလူတွေအားလုံးမတည်ကြတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒုက္ခပေးမယ်လူတွေရော လူအားလုံးကိုဒုက္ခပေးမယ်လူတွေရောလူတွေပဲဖြစ်ကြတဲ့အတွက်သူတို့လည်းမတည်ကြတော့ဘူးဆိုတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုခံစားအောင်ပါပါဒါကြောင့်ဒီစာအုပ်ထဲမှာတေချင်းကိုခဏလောက်ရက်တန်စေပြီးလူအဖွဲ့စည်းရဲ့ဗျံပဒါဖြစ်မှုတွေကိုတင်ပြထားတာဖြစ်တယ်။မိတ်ဆွေအနေနဲ့စာအုပ်ကိုပြန်နားထောင်ကြည့်မယ်ဆိုရင တေကျင်းကိုအခြေခံပြီးပြန်လည်ရှင်သန်ထမြောက်ခြင်းနဲ့ဖွဲ့စည်းထားတယ်။ဘာသာရေးဖွဲ့စည်းတစ်ခုဟာတေကျင်းသာမရှိတော့ရင်ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတာ၄လူဝင်စားတာ၄ဘာအဓိပ္ပာယ်ရှိတော့မလဲဆိုတာကိုဝင်ကြီးနဲ့ဖုံးကြီးဖုံးပြောတဲ့အပိုက်တွေမှာပြန်ပြီးဖတ်ကြည့်နိုင်ပါတယ်။ဒီတော့ဒီစာအုပ်ကနေကျွန်တော်သဘောပေါက်လိုက်တာမျိုးကကျွန်တော်လူဖွဲ့စည်းဟာတေကျင်းကိုကြောက်ရွံ့ခြင်းကနေဖွဲ့စည်းထားတာလားစဉ်းစားမိစေပါတယ်။ကြောက်ရွံ့ခြင်းနဲ့ပုံသွင်းထားတဲ့ယုံကြည်မှုများ လူအဖွဲ့ကြီးရဲ့ဦးစားပေးအားကိုးယုံကြည်ခံရတဲ့အဖွဲ့ကြီးတွေကိုလေ့လာကြည့်မယ်ဆိုရင်တေကျင်းကိုကြောက်ရွံ့ခြင်းပေါ်အခြေခံပြီးတိကျောက်ထားတာကိုမြင်နိုင်တာတွေရှိပါတယ်။ဘာသာရေးကိုလူတိုင်းအထွတ်မြတ်ထားကြတယ်အားကိုးကြတယ်။ဘာကြောင့်လဲဆိုရင်ဘာသာရေးတော်တော်များများကတေကျင်းကအဆုံးသက်မဟုတ်ကြောင်းခတိပေးထားတယ်။ဒီတိုင်းဘာမှမဟုတ်ပဲတေတော့တဲ့ဆိုင်နောက်ဘဝတို့ပြန်လဲရှင်သန်ထမြောက်ခြင်းတို့ကောင်းကင်ဘုံတို့ကိုခတိပေးထားတယ်။ဒါဟာကျွန်တော်တို့အတွက်တေကျင်းကိုကြောက်ခြင်းအမောင်ကိုကြောက်ခြင်းပလာဖြစ်မှုကိုကြောက်ခြင်းစတဲ့အရာတွေကနေ လက်တလောအသက်ရှင်သန်နေတိုင်းမှုအတွက်မျှော်လင့်ချက်တစ်ခုပေးတယ်။နောက်တော့အစိုးရအဖွဲ့ကြီးတွေကဘာသာရေးနောက်ကနေလိုက်လာတယ်။ဘာကြောင့်လဲဆိုရင်အစိုးရတွေကတည်စီနိုင်တဲ့အကြောင်းအရာတွေကနေကာကွယ်ပေးမယ်လို့ဂတိကွယ်ပြုထားတယ်။ဥပဒေဆိုတဲ့အရာနဲ့ကျွန်တော်တို့ကိုမကောင်းမှုတွေကနေနောက်ကျောမလုံမှုတွေကနေကာကွယ်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးတယ်။နောက်တော့တိပ္ပံပညာနဲ့ဆရာဝန်တွေလိုက်လာကြတယ်။ဘာကြောင့်လဲဆိုရင်တိပ္ပံပညာနဲ့ဆရာဝန်တို့ဟာတည်ခြင်းကိုဆွဲဆန့်ထားနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ကြလို့ပဲ။ဆရာဝန်တွေမကင်နိုင်ရင်လည်း ပယောဂဆရာပဲဖြစ်ဖြစ်ကျွန်တော်တို့အားကိုးကြရမှာပဲကင်ဆာဖြစ်နေတဲ့လူတယောက်ကီမိုတွေဘာတွေတွင်းပြီးလို့မှအဆင်မပြေဘာသာရေးမျှော်လင့်ချက်ကိုဆုတ်ကန်လိုက်တာဟာတော်တော်လေးကိုစိတ်သက်သာရနိုင်တဲ့အတွက်ကျွန်တော်အနေနဲ့တော့ဘာမှလိုက်တားနေစရာအကြောင်းတော့မရှိပါဘူးအရင်ကတော့ဘာသာရေးပေါ်မိခိုရာများပေမဲ့အခုနောက်ပိုင်း27ရာစုမှာတော့သိပ္ပံပညာ project တွေပေါ်လူတွေဘလောက်မျှော်လင့်ချက်ထားလာတယ်ဆိုတာကို Juvenura Harari ရဲ့ Homo Deus ဆောင်းမှာမိတ်ဆွေတို့ဖတ်ဖူးကြလိမ့်မယ်သိပ္ပံပညာကကျွန်တော်တို့ကိုအပြည့်ပေးလာတဲ့ခါကြရင်လည်း ဒေါ်ဆာယက်စကီပြောတယ်လို့လူသားဟာဒါလို့ပြီးရင်ဒါလို့ဒါဆိုဒါဖြစ်ကိုဖြစ်ပါမယ်လို့ instruction တိတိကျကျပေးလာခဲ့တော့အဲ့လိုလုပ်ဖို့ပြင်းရည်မနေပါဘူးလို့အာမခံနိုင်ပါမလားလို့တော့စဉ်းစားချင်ရှိပါတယ်ဘလို့ပဲတွေ့တွေ့ပါကျွန်တော်မရှိတော့တာလို့ကျွန်တော်ဘဝမှာဘလာဖြစ်သွားတာရှိပါမလားအချိန်တိုင်းငါတေးရမှာပါလားလို့မဲ့ယူထားမယ်ဆိုရင်လည်းကျွန်တော်ဘာတွေကိုတန်ဖိုးရှိတဲ့အရာဖြစ်ဘာတွေကိုကောင်းတဲ့အရာဖြစ်လုပ်သွားရမှာလဲဆိုတာတွေကကျွန်တော်တယောက်တည်းဆိုရင်ဝိုးတော်ဖြစ်စေတယ် ဘဝအတိတ်ပဲမင်းရှောက်ရမယ်လမ်းပြောက်တယ်ဒီတော့ဒီလိုပုံနဲ့နေရမှာတက်ဆိုင်နောက်ဘဝဆိုတာရှိသေးတယ်လို့အဖွဲစည်းတစ်ခုကဂတိပေးလာခဲ့ကျွန်တော်လက်ခံမှုစ조사မိမှာပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်စိတ်သက်သာရစေလေအ ਨੇ ဆုံးတော့ဒါရီကိုလက်ခံလိုက်ခြင်းဟာလောလောဆယ်နေတာထိုင်တာရှိတော့တယ်လက်တလောနေနေတော့မှအတိတ်ပဲတစ်ခုခုရှိတော့တယ်ပေါ့တိမ်မဲ့တူတူဘာထူးမှလဲဆိုပြီးစံတော်ဝါဝါလုံနေရမယ်အစားအဖွဲစည်းကပေးလာတဲ့စီမင်းစီကံတိုင်းနေသွားရုံပဲ ငါဘယ်လိုနေရမလဲငါဒီလိုလောက်တာမှန်ရဲ့လားဆိုရမျိုးတွေမှန်လားမှားလားဘသူကဆုံးဖြတ်မှလဲဆိုရမေးခွန်းတွေဖြေစရာမလိုတော့ဘူးဖြေရှာစရာလည်းမလိုတော့ဘူးအရန်လွယ်ကူသွားတယ်အချိန်တိုင်းလမ်းပျောက်ပြီးစိတ်ညစ်နေရမှထက်ဆိုင်တက်တောင်တက်တာဖြစ်တယ်ပေါ့သူတို့ပြောတဲ့အတိုင်းနေသွားရုံပဲပေါ့ကိုယုံကြည်လိုက်တဲ့ဘာသာရေးတစ်ခုကပေးလာတဲ့ instruction အတိုင်းကျင့်ဝတ်တွေအတိုင်းနေသွားရင်လူ့ဘဝပြည်ပြီပဲကောင်းရမွန်ရရောက်ပြီပဲလို့တွေးလို့ရတယ်ကျွန်တော်တေချာပေါ့ဒီမျောလင့်ချက်ကိုစုတ်ကင်သွားမှာပဲ ဒီလိုမျိုးပါပဲတခိုးရီရန်ကနေကျွန်တော်တို့အသက်ကိုရန်ရှာမဲ့လူတွေကြီးကနေအစိုးရနဲ့ဥပဒေကကောက်ွယ်ပေးမယ်လို့ဂလီပေးလာတော့လေကျွန်တော်အဲ့ဒီရန်တွေကိုကိုယ်တိုင်တယောက်တည်းမဖြစ်ရှင်းနိုင်မဲ့အတူတူသူတို့ကိုယုံကြည်လိုက်တာကကျွန်တော်အတွက်တက်တောင့်တတဖြစ်စေတကယ်လဲတက်တောင့်တတဖြစ်စေပါတယ်ကျွန်တော်တို့နှစားလောက်ကြီးရဲ့အကောင်ကြီးတွေထိုးကြိတ်မှုမခံရအောင်အဖွဲစည်းတစ်ခုကိုကျွန်တော်ရဲ့လွတ်လပ်ခွင့်တွေထိုးအပ်လိုက်ရတယ်အမိမှာပါပဲဒါရီရှိနေလို့ဒါကျွန်တော်လောလောဆယ်မတည်သေးတာဖြစ်နိုင်တာပဲ ူများပစ္စည်းကိုမယူခြင်းဟာပြစ်မရှိပါဘူးလို့အားလုံးသတ်မှတ်ထားကြရင်ကျွန်တော်ပစ္စည်းဆိုတာလည်းမရှိတော့ဘူးသို့မဲ့သူများပစ္စည်းကိုကျွန်တော်ကတစ်ဖက်ကန်းခတ်တက်နေရင်တော့ဟုတ်တာပေါ့ကျွန်တော်အနေနဲ့ကျွန်တော်ပစ္စည်းဒါယူခံရဖို့ရှိတဲ့ဘတ်ဂျက်ရောက်နေတဲ့အခါမှာသူများပစ္စည်းမခွဲရဘူးဆိုတဲ့အဖွဲ့အစည်းကိုကျွန်တော်ထောက်ခံမှာပဲနောက်မှသူတို့ကပြန်ခိုးနေရတော့ကျွန်တော်လည်းမတက်နိုင်ဘူးဟောလေဒါပေမဲ့လည်းတချို့အရာတွေကကျွန်တော်ရွေးကိုမရွေးချင်တဲ့အရာတွေတော့အများကြီးပါအခုလိုမျိုးဘာလို့ပြောနေလဲဆိုတော့ပြောပြပါမယ် တေချင်းဆိုတာကြီးကိုကျွန်တော်မကြောက်ပါဘူးလို့ပြောလို့မရတယ်လို့တေချင်းကိုလက်ခံနိုင်ပါပြီလို့စကကြီးစကကြီးပြောဖို့ဆိုတာလွယ်တာမဟုတ်တဲ့အတွက်တခြားဥပမာတွေနဲ့ပဲပြပေးဖို့ရည်ရွယ်ထားပါတယ်ကျွန်တော်အနေနဲ့လည်းဒီစာကိုရေးရခြင်းဟာအကြောက်ဆုံးအရာဆိုရဲတေချင်းကိုမကြောက်နဲ့လို့လွယ်လွယ်ပြောလိုက်ဖို့မရည်ရွယ်ပါဘူးကျွန်တော်မှအဖြေတစ်ခုရှိလားလို့မိတ်ဆွေကမေးလာခင်းတယ်မရှိဘူးလို့ပဲဖြေရမှာပဲဒီတော့ကျွန်တော်ရည်ရွယ်ချက်ဟာအခုဖတ်ဖို့ရတဲ့စာရေးရ fear ကဘယ်လိုမျိုး belief ယုံကြည်ချက်ကိုဖြစ်စေလဲဆိုတာလောက်ပါပဲဒါကိုလေ့လာတဲ့အတွက်တေချင်းကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သွားတဲ့လောလောဆယ်ငွေအလိမ်မခံရဘူးလို့အကျိုးရှိမယ်ဆိုရင်တော့ခြေနဲ့ပါပြီစိတ်သက်သာရာရှာဖွေခြင်းနဲ့ယုံကြည်မှုမေရှုတို့ထဲမှာ heretic ရုပ်ရှင်ကားကိုတော့ကြည့်ရဘူးလေလူရှိနေမယ်မကြည့်ဘူးတဲ့ရင်လည်းကြည့်ကြည့်လို့ရပါတယ်ဒီဇလန်နဲ့ကနေကျွန်တော်ဘာနားလဲသွားစီလဲဆိုတော့ပြောပြပါမယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကမတိကြမီရတဲ့ပါဘူးလေဆိုတဲ့စကားလုံးခဏခဏသုံးရတယ်ဆိုတော့ ကျွန်တော်သိလိုက်တယ်မဖြစ်တော့ပါဘူးလေမဟုတ်တော့ပါဘူးလေငါတော့လွတ်ပါမှာလေငါစေတနာနဲ့လွတ်တာပဲငါတော့ဒီလိုတော့မလွတ်တော့ပါဘူးလေစသဖြင့်ပါဘူးလေတွေမှားပါလေတအားများနေအဲ့ဒီစကလုံးတုံးရတဲ့အချိန်တိုင်းဟာတကယ်တော့ comfort ဖြစ်ခြင်းတသက်ပဲဥပမာကျွန်တော်ဒီစာကိုရေးပြီးဖတ်ပြနေအောင်ကြိုက်လောက်မှာပါလေငါတော့စဲမှာမဟုတ်တော့ပါဘူးလေဆိုတာမျိုးအခုကိုစဉ်းစားနေမိတည်တာတကယ်တော့မသေးကြပါဘူးစဲခြင်းလဲစဲမှာပဲကြိုက်ခြင်းလဲကြိုက်မှာပဲဒီတော့ ရုပ်ရှင်ထဲကဇဝင်ကလေးတစ်ခုမှတွေ့လိုက်တာကဘာသာရေးဆွဲတရားဟောမဲ့ကောင်မလေးနှစ်ယောက်ဟာလူတစ်ယောက်စီကိုတွားခဲ့ကြတယ်။သူတို့ဟာအဲ့လူမှမိမမရှိအထက်ဝင်ခွင့်မရှိဘူး။ဒါဟုတ်အဲ့လူကသူ့မှာမိမရှိပါတယ်လို့လိန်ပြောလိုက်တယ်။ဒီလိုနဲ့သူတို့အိမ်ထဲရောက်ခဲ့ကြတယ်။အိမ်ထဲရောက်တော့သူမိမကိုမတွေ့ရဘူး။ပိုင်မုတ်လုံနေရဲ့လို့ပြောတယ်။သူတို့လည်းပိုင်မုတ်အနှံ့ကိုရတယ်။ဒါပေမဲ့တန်တရားရှိနေသေးလို့တန်တရားစိတ်နဲ့ကြည့်တဲ့အခါမှာပိုင်မုတ်အနှံ့ကဖုံးထားတဲ့ဖျောင်းတိုင်ကလာနေတယ်ဆိုတာကောင်မလေးနှစ်ယောက်ကသိလိုက်ကြတယ်။ ဒီလူမှမိမမရှိဘူးဆိုတဲ့တက်တဲ့ထောက်ထားတွေတွေ့ပါရဲ့နဲ့နောက်တစ်ခါကိုသွားဖို့ခေါ်တဲ့အခါမှာသူတို့နှစ်ယောက်ကြောက်ကြောက်နေပဲလိုက်သွားခဲ့ကြတယ်။အဲဒီအခါမှာဒီလူကသူတို့ကိုမေးတယ်။သူ့မှာမိမမရှိဘူးဆိုတာကိုတက်တဲ့တွေဒီလောက်ရှိပါရဲ့နဲ့ဘာကြောင့်လိုက်လာလဲပေါ့။ဟုတ်ပါတယ်။အဲ့ဒါကကောင်မလေးနှစ်ယောက်ရဲ့ comfort ဖြစ်ခြင်းကိုတက်တဲ့ကြောင့်ပါ။ကောင်မလေးနှစ်ယောက်ကတန်တရားရှိတယ်။ဒါပေမဲ့အဲ့ဒီလူမှမိမမရှိဘူးလို့ယူဆနေရခြင်းဟာချောက်ချားလာစေတယ်။ကြောက်ရွံ့လာစေတယ်။ဒါကြောင့်သူတို့ကမိမရှိမှာပါလေလို့ယုံကြည်လိုက်ခြင်းဟာ သူတို့ကိုတက်တောင့်တက်တာရှိသွားကြည့်တယ်။အပြစ်လို့မပြောဘူးနော်။ဘာကြောင့်ဆိုကျွန်တော်လည်းဒါမျိုးတစ်ချိန်လုံးတွေ့နေမိလို့ပဲ။တန်တရားနဲ့နေထိုင်ရတာကျွန်တော်ကိုတစ်ချိန်လုံးမွန်းကျက်လာကြည့်။ဥပမာကျွန်တော်ဝန်ထမ်းတယောက်ကျွန်တော်ရဲ့ပစ္စည်းတွေကိုများခိုးလီမလားဆိုတာမျိုးပါ။ဒါကတကယ်တော့အဲ့ဒီအခြေအနေအဲ့ဒီအဖြစ်ပြက်ဟာအမြဲတည်ရှိနေတယ်။ကျွန်တော်အဆိုးမရဘူး။ပစ္စည်းကိုခိုးမလားမခိုးဘူးလားဆိုတာကအဲ့ဒီဝန်ထမ်းပေါ်မှာပဲမူတည်နေတာမျိုးဖြစ်တယ်။တို့ပေမဲ့ကျွန်တော်ကလည်းကိုယ်တိုင်လုပ်ဖို့အခွင့်အရေးမသားဘူး။ ဒီလိုခံမျိုးမှာယုံကြည်မှုတစ်ခုစိတ်သက်သာရဖို့အတွက်တိရှောက်လိုက်ရတယ်။ဒီလိုဒီလိုအချက်တွေကြောင့်သူဟာကျွန်တော်ပစ္စည်းတွေကိုခိုးဖို့အကြောင်းရှိပေမဲ့လေ။မြည်တိုသောအချက်တွေကြောင့်သူဟာကျွန်တော်ပစ္စည်းကိုတော့မခိုးလောက်ပါဘူးလေ။ယုံကြည်မှုတစ်ခုတိရှောက်လိုက်တာကျွန်တော်တို့လည်းလောလောဆယ်အလုပ်ဖြစ်သွားစေ။ဒါပေမဲ့ဒီဝန်ထမ်းအပိပိကြီးနဲ့ခိုးတော့လေခံရတော့မှာပေါ့။ဒါကိုဖြည့်တွေးတယ်လို့ခေါ်ရမယ်ထင်တယ်။ဖြည့်တွေးတာမှန်တယ်မြတ်စိတ်သက်သာရဖို့အတွက်ပဲမဟုတ်လား။ အခုနောက်ပိုင်းအဲ့လိုဖြည့်တွေးတာထက်ကြော်လွန်အောင်တော့စဉ်းစားမိတာမျိုးတွေရှိလာပါတယ်တကယ်လို့ခိုးလာရင်ရောဆိုတာမျိုးပေါ့ဒါကိုကျွန်တော်ဘယ်လိုရင်ဆိုင်မလဲဆရာတွေကိုတွေးတာပို့ပြီးတဘာဝကြရလို့တွေးမိလာတယ်မခိုးသေးခင်မှာဖြည့်တွေးပြီးတာတော့တက်တောင်တက်တာမရှိတာတေချာပါတယ်ဒါကြောင့်ဖြစ်မှာပါလေဟုတ်မှာပါလေရှိမှာပါလေမရှိတော့ပါဘူးလေမဟုတ်တော့ပါဘူးလေဆရာတွေအကုန်လုံးကကျွန်တော်စိတ်သက်သာရဖို့တခုအတွက်နဲ့ယုံကြည်ခဲ့ရလားလို့စဉ်းစားမိစေပါတယ် ကျောက်တရားနဲ့ယုံကြည်မှုအကျောက်တရားတစ်ခုအနေနဲ့ယုံကြည်မှုတစ်ခုအပေါက်ဖွားစေတယ်အဲ့ဒီအရာတစ်ခုကိုကိုဘလောက်ကြောက်လဲဆိုတဲ့ပုံမှာလဲမူတည်မယ်ထင်တယ်ဥပမာပြပါမယ်အခုနောက်ပိုင်း online မှာငွေလင်ခံရတဲ့ဤတနည်းရှိတယ်လူကြီးမရဲ့ GB account ပိတ်တော့မှာဖြစ်လို့ဆိုတာနဲ့အစပြုလိုက်တယ်ဒီလိုအစပြုလိုက်တဲ့အခါမှာဒီ GB account ပိုင်ရှင်ဟာသူ့ account ထဲမှာငွေအမောက်များနေတဲ့အခါသူ့ရဲ့တန်တရားထက်သူ့ရဲ့ပတ်စံတွေဆုံးရှုံးမှာဆိုတဲ့ကြောက်စိတ်ကပိုပြီးကြီးမားသွားပုံရတယ် ဲ့ဒီအကြောက်တရားနဲ့အစပြုတဲ့ခါတစ်ဖက်ကလူခိုင်းနေမှလှုပ်တော်တာပဲတမနဲ့ကျွန်တော်အဲ့နေတော့ဝေမန်းကြီးကပါဆိုပြီးဖုန်းဝင်လာတယ်လူချင်းမင်းအကောင့်ကိုပိတ်တော်မှာဖြစ်လို့ဆက်ဖွင့်ထားခြင်းလားလို့မေးလာခဲ့ကျွန်တော်ကောင်ထဲမှာ3000ပဲရှိတာဆိုတော့အဲ့ချင်မှုတူကလည်းဖြစ်နေရနဲ့ရပါတယ်ပိတ်ချင်လည်းပိတ်လိုက်ပါတခြားက3000ပေါ့လို့ဖြေလိုက်တော့ဟုတ်ကဲ့ပါပိတ်လိုက်ပါတော့မယ်ကျေးဇူးတင်ပါတယ်ရှင်လောင်းနဲ့ပြီးသွားတယ်အဲ့ရကောင်းကောင်းတို့တော့အမရထာနေစာအုပ်ကလည်းဖတ်နေရောအကြောက်တရားကိုကောင်းကောင်းနားလည်သွားတယ်လို့ခံစားလိုက်ရတယ် တကယ်လို့ကျွန်တော်မှသာတိန်း30လောက်ပဲရှိနေစေုံတော့ကျွန်တော်အဲ့ချင်မူတူနဲ့သူတို့ပြောသမျှလိုက်လို့ဖို့တော့ရှိပါတယ်နောက်တစ်ခုကအခြားလူတွေဒါမျိုးအလင်ခံထားရတယ်ဆိုတော့မမြင်တွေ့ထားဖို့ဆိုရင်တော့လုံကောင်းလုံးမိပါလိမ့်မယ်ဒါတွေကို cyber fraud တွေဖြစ်တဲ့ host အမျိုးအစား spam တွေမှာအများကြီးတွေ့နိုင်တယ်တချို့လူတွေကကျွန်တော်ထက်တောင်ကြောက်သေးတယ်ဆိုတာတွေ့ရတယ်ဥပမာဒီ post ကိုမြင်ရတဲ့ share မလုပ်ရင်မင်းမေတည်မယ်ဆိုတာကိုကြောက်ပြီးတော့သူလုတ်စီခြင်းနဲ့ share တဲ့အလုပ်ကိုလုံးမိရတာဖြစ်သွားကြတာမျိုးပေါ့သူတို့ကတော့ကျွန်တော်ထက်ကြောက်တဲ့ level မြင့်တယ် ဒီ message ကိုတကယ်ချင်း share ကိုမျှော်ရပါမဟုတ်ရင်မင်းရဲ့ Facebook account ကို Zuckerberg ဖျက်သိမ်းတော့မယ်ဆိုတာကိုလည်းယုံကြတာပါပဲယုံတဲ့လူတွေတော့ကျွန်တော်စီ message ပို့လာကြတယ်ဘာကြီးလဲဆိုတော့သူတို့ကယုံတော့မယုံပါဘူးအပန်းလည်းမကြည့်တော့ share လိုက်တာပါပဲစဉ်းစားမိတာကဝေးကောင်းလို့တချို့အရာတွေမကြောက်ဖဲနေနိုင်ရင်တော့တမျိုးဖြစ်သွားမှာပဲလို့စဉ်းစားမိတယ်။ဥပမာတေချင်းပေါ့။တေချင်းကတော့မကြောက်ရရင်ငါ့မှာဘာများထိတဲ့ပိုဆုံးရှုံးစရာရှိသေးလဲလို့တွေးမိတယ် ဒီကိစ္စတော်တော်တော့မလွယ်တဲ့ကိစ္စပါအသေးပွဲလေးတွေပဲလက်လန်းမိတဲ့နောက်လိုင်စင်စားကြတာပေါ့ဒီစာအုပ်နဲ့ဒီဖြစ်ပျက်တွေပြီးတော့အကြောက်တရားကကျွန်တော်တို့ဘလို့ထိမ့်ချုပ်သွားလဲဆိုတော့တွေးမိလာစီဟီရက်တစ်ရုပ်ရှင်ကလည်းပါတာပေါ့အကြောက်တရားရှိနေတဲ့ကျွန်တော်တို့ကမလွတ်လပ်ဘူးဆိုတာကိုလည်းမြင်လာစီပြောခဲ့ပြီးသလိုပဲစာအုပ်ထဲကလိုတေချင်းကိုကန်တွေဖို့ကတော့တော်တော်မလွယ်တဲ့ကိစ္စမလို့နေ့စဉ်ဘဝအကြောက်တရားသေးသေးလေးတွေလောက်ကနေရုံးထွက်ကြည့်ခြင်းစိတ်ပေါက်လာတာပဲ နေကျင်ဘဝမှာလည်းမတိမတာဖြစ်ဖြစ်နေရမျိုးတွေရှိပါတယ်။ဥပမာကျွန်တော်ကလူတင်သေးခံမှာကြောက်တယ်။ဒါပေမဲ့လည်းကျွန်တော်ကလူအထင်ကြီးအောင်မနေတတ်ပြန်အောင်။ဒီတော့လူအထင်သေးခံရမှာကြောက်တဲ့စိတ်နဲ့တခြားသူတွေရဲ့ဘလို့နေပါ၊ဂျန်နမဲနဲ့တူအောင်ဘလို့ဝစ်စားပါဆိုတာမျိုးဆိုင်ရာအဖွဲ့ကြီးက guideline ချပေးလိုက်တဲ့အခါဆွဲယူလိုက်တာပဲ။ဘာကြောင့်ဆိုလူအထင်သေးခံရမှာကြောက်တယ်မဟုတ်လား။ကိုယ့်ကကိုယ်ကလည်းဘလို့နေရမလဲမသိဘူးလေ။ဒါနဲ့ပဲအဲ့ဒီအဖွဲ့ကြီးရဲ့ဝစ်စားစင်မှုဆိုင်ရာစီးမြင့်တွေကိုလက်ခံလိုက်ပြီးကျွန်တော်ဝစ်ချင်တာဝစ်မယ်ဆိုရလွတ်လပ်မှုပေးလိုက်ရတယ်။ တတိယပြန်စဉ်းစားကြည့်ရင်တော့အဲ့ဒီဖွဲ့စည်းကပဲဒေဝေစာကိုဝင့်ရင်တော့မင်းဟာအစင်တန်းနှိမ့်တဲ့လူတယောက်ပဲလို့အရင်ဆုံးတတ်မှတ်လိုက်တာမျိုးဖြစ်နေတတ်တယ်။အစင်တန်းနှိမ့်ရမှာကြောက်တယ်ကျွန်တော်ကဒါဆိုရင်ဘယ်လိုဝေးရမလဲဆိုတော့သူတို့ချပေးတဲ့ instruction အတိုင်းဝင်ကျွန်တော်ကအစင်တန်းမြင့်သွားမယ်လို့ဂတိပေးလာတော့ဝက်လက်ရတော့တာပေါ့။ငါစွတ်ကျင်နေသွားမယ်ကွာဆိုလည်းဖြစ်တာပါပဲ။ဒါပေမဲ့အခုလူဖွဲ့စည်းကတော့စွတ်ကျင်တဲ့လူကိုတိတ်လက်မခံချင်တာမျိုးတွေရှိတတ်တာပေါ့။တေချင်းကိုတော့ရင်မဆိုင်အောင်သေးပေမဲ့စွတ်ကျဲဝက်လို့အထင်သေးတာတော့ ျွန်တော်ပုံကန်ရေးပါတယ်။ကြောက်ရွံ့မှုกินခြင်းအမိခိုกินခြင်းအထီးကျန်ခြင်းတကယ်တော့အဖွဲ့အစည်း institution တဘောတရားတွေကမိသားစုတွေထဲမှာလည်းရှိနေတတ်တယ်။မိဘတွေကသူတို့လုပ်တဲ့အလုပ်ကိုလုပ်စေခြင်းနဲ့ဒါလည်းထွေထူးထူးမဟုတ်ဘူး။သူတို့ကူညီနိုင်တာမလို့ကျွန်တော်တို့လုပ်စေခြင်းတာ။ကျွန်တော်ကကိုယ့်ကိုယုံကြည်မှုမရှိဘူး။ကိုယ့်ဘာသာကိုမယက်တည်နိုင်ဘူးဆိုတဲ့အကြောက်တရားရှိနေတော့ကိုအားကိုအပြည့်ဝအားကိုဖို့ထက် ကိုတော်ဝင်ကိုယူဖို့ထက် ငါအဆင်မပြေသူတို့ကူညီမှာပဲဆိုတဲ့စိတ်နဲ့တက်တောင်တက်တာဖြစ်အောင်အตาလေးလှုပ်လိုက်တာနဲ့ဟိုလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ဆိုတဲ့ထိန်းချုပ်မှုတွေပါဝင်လာပြီ Franz Kafka ရဲ့စာတွေအရဆိုရင်မိသားစုဆိုတာ institution အသေးစားတစ်ခုပဲလူဖွဲ့စည်းတွေကိုလေ့လာဖို့ကိုမိသားစုမှာကိုလေ့လာလို့ရတယ်အများကြီးရှိပါတယ်တကယ်လို့ကျွန်တော်ကမလုပ်ဘူးဗျာအဖေတို့အမေတို့နားမလဲတာကိုလုပ်မယ်ဗျာဆိုလဲဖြစ်တာပါပဲအရာအလုံးကိုချီကိုလည်းပဲဖြစ်သွားမယ်တနည်းအားဖြင့်လွတ်လပ်သွားမယ်ပေါ့ ဒါပေမဲ့ရန်ဘော့ဆက်ပြောတယ်လို့လွတ်လပ်မှုနဲ့အတူအထီးကျန်မှုကတော့အမြဲတမ်းကပ်ပါလာမယ်ဆိုတာသိထားတဲ့နာပေါ့ဒါလည်းရွရွလေးပါသူတို့နားမလဲနိုင်မကူညီနေတာကိုလှုပ်ထားပြီးမှတော့သူတို့ကိုပြန်မျောလင့်နေတာကစိတ်ပင်ပန်းတာပဲရှိတော့မှာပေါ့အပြစ်တင်စရာလူမရှိလေလွတ်လပ်လေးပဲသူတို့အနေနဲ့ကူညီရင်ကူညီမကူညီရင်လည်းဘာမှမဖြစ်ဘူးဖြစ်လာသမျှကလည်းဘသူပြောကားမှမပါပဲစိတ်ကြိုက်လှုပ်ထားတာဆိုရင်အပြစ်တင်ရမှာလဲကိုယ့်ကိုယ်ပဲအကျိုးခံစားမှာကလည်းကိုယ်ပဲပေါ့ ကျွန်တော်အနေနဲ့ကတော့လွတ်လပ်ခြင်းကို freedom ဆိုတာတက် independent ကိုပိုနားလဲလို့ပြောရမှထင်တယ်လွတ်လပ်ရေးနေ့ကလည်း independent day ပဲလေလွတ်လပ်ရေးနေ့တော့တွေးမိသေးတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလွတ်လပ်သွားပြီလူချင်းအားလှုပ်လို့ရပြီလို့တော့မတွေးမိဘူးလွတ်လပ်သွားပြီဘယ်သူခိုင်းတာမှလှုပ်ရှားမလို့တော့ဘူးဗြိတိရှ်ရဲ့ဂျပန်တွေအားကိုးကြမလို့တော့ဘူးတို့နိုင်ငံကဒိုးလက်ထဲကိုရောက်လာပြီတရားလူတွေကောင်းကောင်းဆိုးဆိုးကိုယ့်ဘာကိုပဲခံမယ်လို့သဘောပေါက်မိတယ်ဒါလည်း မရှိရဲ့ Goddess တဲ့အယူဆောင်အခြေခံထားတာပါ။ဘုရားသခင်သိဆုံးပြီးမကောင်းမှုတွေလုပ်ကြတော့လို့တိုက်တွန်းထားတာမျိုးမှမဟုတ်ပဲ။ကဘာကြီးကိုဖန်ဆင်းထားပါတယ်ဆိုရင်ဘုရားသခင်မရှိတော့ဘူး။ကျွန်တော်တို့ကလွတ်လပ်သွားပြီ။ The war is all ours. ကဘာကြီးကကျွန်တော်လက်ထဲကိုပြောင်းလာပြီဆိုတဲ့အတိတ်ပဲမျိုးပါ။အကဘာကြီးကြတော့ကျွန်တော်အတွက်တော့မြင်လုံးပါတယ်။ကျွန်တော်ကိုတယောက်ထဲကိုတော့အလုံးစုံတောင်းဝင်မြူနိုင်သေးဘူးမဟုတ်လား။ဒီနေရာမှာတစ်ခုလောက်ဖြတ်ပြောချင်တာရှိပါတယ်။ ါက1984စာအုပ်ထဲကအကြိုက်ဆုံးအကြောင်းအရာပါဒီစာအုပ်တွေဒီရုပ်ရှင်တွေဟာတကယ်တော့ကျွန်တော်ပြောသလိုရည်ရွယ်သလားမရည်ရွယ်သလားတော့ကျွန်တော်သေချာမပြောတတ်ပါဘူးဒါပေမဲ့1984တဲမှာ Ghost in ရဲ့စာအုပ်ကိုဖတ်ပြီးတိတ်ကြိုက်သွားတဲ့အခါမှာကျော့အဝဲကဒီသဘောမျိုးပြောထားတယ်စကလုံးအတိကြတော့မဟုတ်ဘူးနော်မှတ်မိတယ်လို့ပြန်ပြောပြမယ်လူတယောက်ဟာစာအုပ်တို့ကိုဘာကြောင့်ကြိုက်သွားလဲအကြောင်းအရာတစ်ခုကိုကိုကခံစားမိနေပြီသားကိုအတွေ့ထဲမှာရှိပြီသားဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေပြန်ကျဲနေတယ်ဗျမ်းမလာဖြစ်နေတယ် အစီအစဉ်တကြမတွေးတတ်ဘူးမပြောတတ်ဘူးအဲ့ဒီအချိန်မှာအဲ့ဒီအကြောင်းအရာကိုအစီအစဉ်တကြတင်ပြလာတဲ့စောင်းတုပ်အုပ်ကိုဖက်လိုက်တဲ့အခါတိတ်ကြိတ်သွားတယ်လို့ပြောထားတယ်ကြောက်ဆုံးအရာကိုရင်ဆိုင်ခြင်းမရထာနေစောင်းအုပ်ထဲမှာတော့တယောဤထိုးသမားကနောက်ဆုံးတင်မင်းနဲ့ဘာဖြစ်ကုန်မှမသိဖြစ်ကုန်လေနောက်ဆုံးကျတော့အစကစာချောင်းနဲ့အဆုံးသက်တယ်လူတွေမသိကြတော့ပြန်ဘူး ဆရာကြီးဆရာကတော့ဒီလိုပုံစံနဲ့ကျွန်တော်တို့အတွေ့အကြုံခြံထားခဲ့တာလေးဖြစ်နိုင်တယ်။သူကတေမင်းကိုသဘောကျသွားတယ်ဆိုပေမဲ့တေမင်းမှန်းတိတာကမဟုတ်ဘူး။နောက်ပြီးအခန်း၉မှာလဲတဒနာဆန်ဆန်တေချင်းရဲ့ဝေဝါးမှုတွေမတေချာမှုတွေကိုလည်းရည်ညွှန်းထားတယ်။အဲ့ဒီအသေးစိတ်ကိုတော့ဆောက်ကိုသာပြန်ဖက်ကြည့်ဖို့တိုက်တွန်းပါတယ်။ဒီမဆုမှာဆောက်ထဲရဲ့ပါတာတွေရုပ်ရှင်တွေကပါတာတွေတချို့ကိုအတွေးစာဖြစ်ဖော်ပြခဲ့ပြီးပြီဆိုတော့ကျွန်တော်တို့ကအကြောက်တရားကိုဘယ်လိုရင်ဆိုင်မလဲဆိုတာမျိုးကဏီကုန်းပိုင်းဖြစ်လာတဲ့နာပေါ့ ဆိုပေမဲ့လည်းကျွန်တော်ကအဖြစ်ရဲလို့ထေချာသိတာမျိုးမဟုတ်တော့ကျွန်တော်ဖတ်ဘူးတဲ့အစာရီတွေကတယောက်ယောက်ကိုတော့စစ်ကူခေါ်มาဖြစ်မယ်ကျွန်တော်တို့ကအကြောက်တရားကြောင့်ထင်းချုပ်ခံနေရတယ်ဆိုရင်ဘယ်လိုမျိုးရင်ဆိုင်မလဲဆိုတော့အယ်ဘတ်ကမူရဲ့တဒနာနဲ့လေ့လာကြည့်မယ်အလိုရမက်လောဘကြောင့်လည်းထင်းချုပ်ခံရတာဆိုတာရှိတယ်နော်အဲ့ဒီမှာလည်းတကယ်တော့အကြောက်တရားတစ်ခုတော့ပါဝင်တာပါပဲငွေကိုလောဘတက်တယ်ဆိုရင်ငွေမရှိမှကြောက်တာလို့ယူဆမယ်ဆိုရင်အကြောက်တရားလိုပဲနန်စားသုံးလိုက်တာအဆင်ပြေမယ်လို့ ထင်ပါတယ်။အယ်ဘတ်ကမူရဲ့အတိတ်ပဲမရှိမှုကိုလက်ခံခြင်းအတိတ်ပဲမရှိဘဲနဲ့နေထိုင်ဖို့တတ်တည်ရှိခြင်းအယ်ဘတ်ကမူရဲ့ observation ကိုတော့တည်ပြီးကြတာလည်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဒီမက်ဆူမှာတော့အပေါ်မှာပြောထားတဲ့အကြောင်းတရားကိုဒီသက်တနာအမြင်နဲ့ဆိုရင်ဘယ်လိုရင်ဆိုင်မလဲဆိုတော့ပြောချင်တာဖြစ်တယ်။ The Middle Six Fast ဆိုတဲ့စာအုပ်ကိုမြန်မာပြန်မတွေ့တာကြောင့် channel မှာဖတ်ပြထားတာတော့မရှိပါဘူး။ အင်္ဂလိပ်လိုကလည်းသိမရတော့ကျွန်တော်နားလည်ရလွဲသွားမှာဆိုရပါတယ်ဗီဇာဟိုတဲမှာဆစ်စဗတ်ဆိုတဲ့ဘရင်တပါးနဖျားတွေကိုလှည့်ကြတဲ့အတွက်အဆုံးမရှိတဲ့အပြစ်ဒဏ်ချခံရတဲ့ဂရိပုံမြင်တစ်ခုဥပမာပြထားတယ်သူရဲ့အပြစ်ဒဏ်ဟာကြောက်တုံးကြီးတတုံးကိုအဆုံးမရှိ တောင်ထိပ်ကိုတွန်းတင်နေရတယ်တောင်ထိပ်ပေါ်ရောက်တဲ့အခါမှာအဲ့ဒီကြောက်တုံးကြီးကအောက်ကိုပြန်ကျသွားတယ်ဒါကိုပဲအဆုံးမရှိလုပ်နေရတယ်အဲ့ဒါသူ့ရဲ့အဖြစ်ပဲကမှုရဲ့ဆစ်စဗတ်ပုံမြင်ဟာလူသားတွေရဲ့အဓိပ္ပာယ်မဟုတ် တရုတ်ဖော်ထားတာဖြစ်တယ်။ကျွန်တော်ကကျော်ရင်တချင်းနဲ့ရလို့အတိတ်ပဲရှိတော့လူဖြစ်ချင်တယ်။ဒါပေမဲ့ကျွန်တော်တိဆောက်လာသမျှကစစ်စစ်ဖက်လိုပဲတောင်ထိပ်ရောက်အောက်ကိုပြန်ပြန်ပြုတ်ကျသွားတဲ့အခြေအနေတွေကဖြစ်ပေါ်နေတယ်။နောက်တစ်ခါပြန်တွန်းနေတဲ့အခါမှာကျွန်တော်တို့ကနောက်ထပ်မျောလင်းချက်တစ်ခုနဲ့တစ်ခါတွန်းတင်ကြပြန်တယ်။ဒီတစ်ခါတော့တောင်ထိပ်ကိုရောက်မှပါလေ။ comfort ဖြစ်စေမယ့်အတွေ့တစ်ခုနဲ့တွန်းတင်ပြန်တယ်။ပထမဆုံးတစ်ခေါက်နဲ့မတူလောက်တဲ့အချက်ကပြုတ်များကြအောင်မလားဆိုတဲ့အကြောက်တရားတစ်ခုကကျွန်တော်တို့ကိုမတိမတာဝင်လာတယ်။ ဒီအချိန်မှာကျွန်တော်တို့ကိုတဦးတယောက်ကအပေါ်ရောက်စီမယ်ဆိုတဲ့မျောလင်းချက်ဖြစ်ပေါ်စေတဲ့အကြံဉာဏ်တစ်ခုဂရုတစ်ခုလာပေးတဲ့အခါမှာနောက်တစ်ခေါက်ကိုဒီမျောလင်းချက်နဲ့ထပ်တွန်းတင်ကြပြန်တယ်။နောက်တစ်ခါထပ်ပြီးပြုတ်ကြလာပြန်တယ်။ဒီတန်နာရီထဲရလို့ပဲကျွန်တော်တို့ကမျောလင်းချက်တွေနဲ့အချိန်ချင်းစူးစမ်းကြတယ်။ဒါပေမဲ့ကိုကြီးရထားသလိုမဖြစ်ပဲအချိန်ချင်းပြန်ပြန်ပြုတ်ကြလာမျိုးရှိဒီနေရာမှာမိတ်ဆွေကပြန်ပြုတ်မကြဘူးလို့ထင်နေဒီစာကိုကြိုက်မှာမဟုတ်ဘူးပေါ့ကျော့အဝဲပြောသလိုပေါ့စာကိုကောင်းတအုပ်လို့ယူဆဖို့အတွက်က မိတ်ဆွေမှလည်းဒီလိုအပိုင်းတစားတွေခန်းစားချက်တွေရှင်းနေပြပါမယ်စာအုပ်တို့ကိုကြိုက်နေတတ်မိလိမ့်မယ်ကျွန်တော်ကတော့အဲ့ဘက်ကမှုရဲ့စာအုပ်ကြိုက်တယ်ကျွန်တော်တွန်းတဲ့နေရာကြောက်တော့ကလည်းအချိန်ချင်းပြုတ်ကြတယ်ကျွန်တော်ဘယ်နှစ်ဖရားတွေကိုစော်ကားခဲ့လို့လဲတော့မသိပါနဲ့ကျွန်တော်ရဲ့ကြောက်တော့အချိန်ချင်းပြုတ်ကြနေတော့မယ်ကျွန်တော်ကမျောလင်းချက်တွေကမရှိတဲ့လောက်ဖြစ်လာတယ်နောက်ထပ်ပြုတ်ကြမှာကိုလည်းကြောက်နေတော့မယ်အဲ့တော့ကျွန်တော်ကအတိပယ်မရှိသလိုခန်းစားနေရပြီနေမပြောတော့ဘူးဖြစ်လာတယ်မိတ်ဆွေကျွန်တော်တည်သွားရင်ဘာဖြစ်မှာလဲဆိုတာ ဒါတွေးမိတာအသက်ရှင်မယ်ဆိုရင်ဘလို့ရှင်သန်းမလဲငါဘာကြောင့်တေးရမှာလဲငါဘာလို့တောင်ထိပ်ကိုမရောက်နိုင်တာလဲဟိုလူပြောသလိုတွန်းတင်ကောင်းမလားဒီလူပြောသလိုတွန်းတင်ကောင်းမလားဆိုတာမျိုးတွေဖြစ်လာတယ်တချို့ကလည်းသူတို့ကတောင်ပေါ်မှာလိုလိုနဲ့သူတို့ပြောတဲ့အတိုင်းလုပ်သူတို့ဆွဲတင်ပေးမယ်ဆိုတာမျိုးတွေဂရိတွေပေးကြတာရှိသေးတယ်အခုလိုမျိုးခံစားချက်တွေရှိနေတဲ့အချိန်မျိုးမှာကျွန်တော်အဲဘက်ကမှုရဲ့ဆရာကိုတွားတွေ့တော့လောလောဆယ်ကျွန်တော်အတွက်အဖြစ်တစ်ခုရလိုက်တယ်လို့ခံစားလိုက်ရတယ် အောင်နားလေတဲ့လို့ပြောပြပါမယ်။ဆစီဖက်ကအခုလိုအခြေအနေကိုဘယ်လိုရင်ဆိုင်လဲဆိုတာပါ။ဒိဗေမဲ့နေတဲ့လူသားတက်တည်ဖို့ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး။သူတည်ထားတဲ့အသိပညာကိုမစွန့်လို့ပဲသူတည်ထားတဲ့အသိပညာကိုညှိပယ်ခြင်းမရှိပဲအသက်ဆက်ရှင်ဖို့ရွေးချယ်လိမ့်မယ်။စံကျင်မဲ့အနေနဲ့ဆစီဖက်ရဲ့ပျော်ရွှင်မှုဟာဒီအချက်ထဲမှာပဲတည်ရှိနေတယ်။ဆိုလိုတာကအသိပယ်မဲ့ခြင်းကြောင့်ကျွန်တော်တို့ကတက်တည်စရာဘာအကြောင်းမှမရှိဘူး။အသိပယ်မဲ့ခြင်းကိုသိရှိတဲ့ဒီအသိပညာကိုလေသူ့အနေနဲ့ဘာမှညှိပယ်ချင်မလို့ စိတ်ပြည့်စရာလည်းမလိုဒီအသိပညာကိုလက်ခံပြီးအသက်ဆက်ရှင်ရမှာပဲအခုလိုအတိတ်ပဲမဲ့ကြောက်တွန်းကိုတွန်းတင်နေရတာကသူ့အတွက်ပြောစရာတခုဖြစ်နေနိုင်တာပဲဘာကြောင့်လဲဆိုတော့အဲ့ကြောက်တွန်းကိုတွန်းတင်နေရတာကသူ့ရဲ့ကံကြမ္မာပဲကြောက်တွန်းကိုအတိတ်ပဲမဲ့တွန်းတင်နေရတာကသူ့ရဲ့ဘဝအတိတ်ပဲပဲဒီကြောက်တွန်းဟာဆစ်စဖက်ရဲ့ကံကြမ္မာပဲအပြစ်တန်ပဲကြောက်တွန်းကိုတွန်းတင်နေရတဲ့အပြစ်တန်ကသူ့နယ်ပဲဆိုင်တယ်အဲ့ကြောက်တွန်းဟာသူ့ရဲ့စိန်ခေါ်မှုပဲအတိတ်ပဲမဲ့ခြင်းကိုလက်ခံနိုင်တဲ့လူသားဟာ ဘာမျောလင်းချက်မှမလိုဘူးဘဝရဲ့အတိတ်ပဲကိုပေးဖို့ကြိုးစားနေတဲ့ဘာသာရေးအတွေးခေါ်တွေအားလုံးဂတိကွက်တွေအားလုံးလက်လျူရှုနိုင်တယ်ဒါဆိုရင်ဘာများကြောက်စရာရှိတော့မလဲကျွန်တော်ကတော့ကြောက်တုံးပါပဲမိတ်ဆွေပြပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာခုလိုမက်ဆုလေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုပဲ subscribe လုပ်သားဖို့ဖိတ်ခေါ်ချင်ပါတယ်